စာလံခြင်းအခန်းကြီး28အကျွန်ုပ်ဤကြောင့်ဖြစ်တော်မူသောခြောက်ရဖရာကိုရုပ်ကိုအကျွန်ုပ်အော်ဟစ်ပါဤမထူးပဲနေတော်မမူပါနဲ့မထူးပဲနေတော်မူလေအကျွန်ုပ်သည်တင်းချိုင်းတွင်တဲ့သို့ဆင်းတော်သူကဲ့သို့ဖြစ်ရပါမည်အကျွန်ုပ်သည်တန်ရှင်းသောဗျာဒိတ်ဌာနတော်သို့လက်ကိုချီ၍ကိုရုပ်ကိုအော်ဟစ်တော်အခါ အကျွန်ုပ်တောင်းလျှောက်သောအတန်ကိုနားထောင်တော်မူပါအိမ်ဤချင်းဤအကျိုးကိုဖြည့်စည်လိုသော စိတ်နှလုံးရှိသည်နှင့်လောကဝိဇ္ဇကားကို ပြောတတ်သောသူတည်ဟုသောစိုးရုပ်သောအမှုမတရားသောအမှုကို ပြုတ်တတ်သော သူတို့နှင့်အတူအကျွန်ုပ်ကို သွေးဆောင်တော်မမှုပါနှင့်သူတို့ကျင့်သောအကျင့် delay စိုးရုပ်သည်နှင့်အညီ အကျိုးအပြစ်ကိုစပ်ပေးတော်မူပါသူတို့ပြုတ်မှုသည့်အတိုင်းစပ်ပေး၍အပြစ်နှင့်အလျောက်စီရင်တော်မူပါသူတို့သည်ထာဝရဘုရား၏အမှုတော်ကို၎င်းလက်တော်နှင့်ပြုတ်ပြင်တော်မူရာကို၎င်းမမှတ်ကြသောကြောင့်တိဆောက်တော်မမူဖြုတ်ဖြတ်တော်မူမီထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေတည်း ငါတောင်းလျှောက်တော်အတန်ကိုနားထောင်တော်မူပြီးထာဝရဖရာသည်ငါဤခွန်အားဗလငါဤအကွယ်အကာဖြစ်တော်မူ၏ငါနှလုံးသည် ထိုဖရာကိုကိုးစား၍ငါကိုဆောင်မတော်မူသောကြောင့်ငါနှလုံးသည်ရွှင်လန်းလက်ရှိ၏တချင်းဆိုလက်ဂုံတော်ကိုချီးမွမ်း၏ထာဝရဖရာသည်မိမိလူစု၏ခွန်အားဗလဖြစ်တော်မူ ည်အထံတော်၌ဘိတ်သိက်ခံတော်သူဤကဲတင်ခြင်းအကြောင်းကိုခိုင်ခန့်မြဲမြံစေတော်မူ၏ကိုတော်ဤလူစုကိုကဲတင်၍အမွေတော်ကိုကောင်းကြီးမင်္ဂလာပေးတော်မူပါသူတို့ကိုအုတ်ထင်း၍ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ